ကစုံလားပြည့်နေ့ကကျွန်တော်ဗုဒ္ဓဘာသာဝင်တက်ကိုတကယ်ကိုထူးခြားတဲ့နေထူးနေ့ရတဲ့ဖြစ်ပါတယ်။ဒီကစုံလားပြည့်နေ့မှာပဲမြတ်စွာဘုရားရှင်ကိုရောင်မြင့်ကြီးနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဗုဒ္ဓဘာသာဝင်တဲ့အတွက်ကိုကြီးမားတဲ့အချက်ကြီးလေးချက်ဖြစ်ခဲ့ပါတယ်။အဲဒီအချက်လေးတစ်ခုချင်းစီကိုကျွန်တော်ပြောပြမယ်ဆိုလို့ရှိရင်ဘုရားလောင်သူ့မေတာရှင်သေးဘောမှာဒီပင်ကရာမြတ်စွာဘုရားရဲ့ခြေတော်ရင်းမှာအနိယတဗျာလေးကိုခံယူရတာကလည်းဒီကစုံလားပြည့်နေ့မှာပဲဖြစ်ပါတယ်ခင်ဗျာ။မဟာတက္ကရိ68ခုနဲ့ဒီကစုံလားပြည့်နေ့မှာပဲမြတ်စွာဘုရားရှင်ကိုရောင်မြင့်ကြီးလောင်းလျာဖြစ်တဲ့တိတ်တထမင်းသားဟောမြင်တော်မူခဲ့ပါတယ်။မဟာတက္ကရိ103ခုနဲ့မှာပဲဂေါရမဗုဒ္ဓက ဗောရီညောင်မင်းကြီးကိုအမိတဟဲပြုတ်ပြီးတော့မနက်အာယုံတက်ချိန်မှာတပ်ဖြည့်ကျူတာညံအလင်းကိုရရှိခဲ့ပြီးတော့ဖျားဆင်စီအေကန်ဖြစ်ခဲ့ပါတယ်ခင်ဗျာဒါကလည်းကစုံလာပြင်းနေပါပဲဖြစ်ပါတယ်မဟာတက်ဂရိတ်148ခုနဲ့ကစုံလာပြင်းနေမှာပဲမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကမန်လာမင်းတို့ရဲ့ဥယျာဉ်တော်မှာပြိနိဗ္ဗာန်ဆန်တော်မူခဲ့ပါတယ်ဗုဒ္ဓဘာသာဝင်တွေအတွက်အထွတ်အမြတ်ဖြစ်တဲ့ဂေါရမဗုဒ္ဓနဲ့ပတ်သက်ပြီးတော့ထူးခြားတဲ့အချက်၄ချက်လုံးနဲ့ပြည့်စုံနေတဲ့ကစုံလာပြင်းနေဗုဒ္ဓနေ့အဖြစ်ကျွန်တော်တို့သတ်မှတ်ကြရလဲမဆန်းပါဘူးအဲဒါကြောင့်မယ်ကစုံလာပြင်းနေကိုဗုဒ္ဓနေ့ဒုတိယမဟုတ်လို့ရှိရင်ဖျားနေလို့ကျွန်တော်တို့ဗုဒ္ဓဘာသာဝင်တွေက အလေးနဲ့ထားပြီးတက်မှတ်ကြပါတယ်။ကစုံလားပြင်းနေမှာဘုရားရှင်တွေအေကံဖြစ်ခဲ့တဲ့မြတ်စွာဘုရားရှင်ကိုရောင်မြကြီးကဗောရိညောင်မင်းကြီးကိုအမိတဟဲပြုတ်ခဲ့တယ်လို့မျိုးပဲဘုရားမရှိတဲ့နောက်ပိုင်းမှာဒီဗောရိညောင်မင်းကြီးကရေရှားပြက်လက်ပြီးတော့သူကညှိုးယော်လာတယ်ပေါ့။အဲဒီခါကျတော့ဗုဒ္ဓဘာသာဝင်တွေကစိတ်လုံးမချမ်းသာတာဖြစ်ရပြီးတော့ဒီဗောရိညောင်မင်းကြီးကိုရေတက်ပယ်တဲ့အလေးချိန်လေးစလုပ်လာကြပါတယ်။မြတ်စွာဘုရားအမှတ်နဲ့ပေါ့။ဒီလိုရေတက်ပယ်တဲ့အမှုချိန်လေးကကျွန်တော်တို့နောက်ပိုင်းမှာကူးဆက်လာခဲ့ပြီးတော့ကစုံလားပြင်းနေမှာညောင်ရီသုံးပွဲတွေကိုဗုဒ္ဓဘာသာဝင်တိုင်းကထင်ထင်ရှားရှားကျင်းပခဲ့ကြတာဖြစ်ပါတယ်။ဒီစင်လာလေးကလည်းအင်မတန်ကိုချစ်စရာကောင်းပါတယ်။ ီလိုချက်တွေကြောင့်ပဲဗုဒ္ဓဘာသာဝင်တွေကဒီကစုံလာပြင်းတွေကိုလရီထဲမှာမှအထူးခြားဆုံးလာပြင်းတတ်မှတ်ကြပါတယ် စုံလားပြင်းတွေကိုအလွယ်မှတ်တဲ့လင်္ကာလေးလည်းရှိပါတယ်။အဲ့ဒါကတော့စုဖွားပွင့်ဆန်ဗုဒ္ဓနေလို့မှတ်ကြတာဖြစ်ပါတယ်။တချို့လင်္ကာတွေမှာကြတော့ဖြာဖွားပွင့်ဆန်ဤလေးတန်မှတ်ရန်ဗုဒ္ဓနေဆိုပြီးတော့မှတ်ကြတာရှိပါတယ်။စုဖွားပွင့်ဆန်နဲ့ပတ်သက်ပြီးတော့ကျွန်တော်အချက်၄ချက်ကိုအသေးစိတ်နည်းနည်းလေးပြန်ပြီးရှင်းပြမယ်ဆိုလို့ရှင်မြတ်စွာဘုရားရှင်ကိုရောင်ကြီးကသူ့မေတ္တာရှင်လေးဘွားမှာဒီပင်္ဂရာမြတ်စွာဘုရားရဲ့ခြေတော်ရဲ့မှာဂေါရမဘုဒ္ဓအဖြစ်ကိုဓာတ်တော်ခံယူခဲ့တာဖြစ်ပါတယ်။ဂေါရမမြတ်စွာဘုရားလောင်းလျာဖြစ်တဲ့တိတ်တထမင်းသားကိုလက်ရှိနေဘောပြည်ပေါ့အဲ့ဒီခေတ်တော့ကပိလဝုတ်ပြည်လို့ခေါ်တာပေါ့။ကပိလဝုတ်ပြည်ရှင်ကြီးဖြစ်တဲ့တာကီဝင်မင်းမင်းတွေဖြစ် ကြတယ်သောရဏမင်းကြီးနဲ့ဘီဖေကောင်ကြီးဖြစ်တဲ့တီတိမဟာမာယာဒေဝီမိဖုရားကြီးကလွန်ခဲ့တဲ့နှစ်ပေါင်း2600ခုနှစ်ခရစ်တော်မပေါ်မီ BC 623ခုနှစ်မဟာတက္ကရာ68ခုနှစ်ကစုံလာပြည့်နှစ်တောက်ကြနှစ်နနက်တစ်ချက်တီးမှာပဲဖွားမြင်ခဲ့တာဖြစ်ပါတယ်။ဖွားမြင်ခဲ့တဲ့နေရာကတော့ကပိလဝုတ်ပြည်ကနေဒေဝတဟပြည်တို့အတော်လမ်းမှာရှိတဲ့အင်မတန်ကိုလှပတဲ့လုံမဏီအင်ဂျင်တော်ကြီးမှာဖွားမြင်ခဲ့တာဖြစ်ပါတယ်။ဘုရားလောင်းဖွားမြင်တဲ့အချိန်မှာဘလို့နက္ခတ်တွေစီးနေနေလဲဆိုတော့နက္ခတ်တွေထဲမှာမှအင်မတန်ကောင်းမွန်လာတဲ့နက္ခတ်ဖြစ်တဲ့ဝိတာကနက္ခတ်ကစီးနေနေတယ်ပါ။ မြတ်စွာဘုရားရှင်ကိုရမေကြီးကဖျားဖြစ်နေ45ဝါခရင်းသုံးတော်မူခဲ့ပြီးတဲ့နောက်ပိုင်းမှာမဟာတက္ကရ148ခုနဲ့ကစုံလာပြည့်နေမှာပါပဲ။အင်္ဂါနေ့ BC 543ခုနဲ့အဲဒီချိန်ကာလလေးမှာပြိနိဗ္ဗာန်ဆန်တော်မူခဲ့ပါတယ်။အဲ့တော့ဒီနေရာမှာကျွန်တော်ဝိတာခနက္ခတ်အကြောင်းလေးကိုနည်းနည်းလေးပြောပြပေးချင်ပါတယ်။ဝိတာခနက္ခတ်ဆိုတာကနက္ခတ်တွေထဲမှာအကောင်းဆုံးလို့ပြောလို့ရတဲ့နက္ခတ်တွေထဲမှာပါပါတယ်ခင်ဗျာ။ဝိတာခနက္ခတ်ကကျွန်တော်မကြခင်ရောက်လာမဲ့ကစုံလာပြည့်နေဖြစ်တဲ့17ရက်9လ2025မှာစီးနေမှာဖြစ်ပါတယ်။ ်လက်ကစင်းနေတဲ့အချိန်လေးကိုလည်းကျွန်တော်ဓမ္မဒါနမျှဝေပေးလိုက်ပါတယ်အချိန်ကတော့အာယုံတက်ချိန်ဖြစ်တဲ့မနက်၄နာရီနဲ့53မိနစ်အဲ့ဒီအချိန်ကနေမနက်9နာရီနဲ့28မိနစ်ကြားတက်တယ်မှာဝိသခာနက်ခတ်ကစင်းနေမှာဖြစ်ပါတယ်ဒီနက်ခတ်စင်းနေတဲ့အချိန်မှာကျွန်တော်မိတ်ဆွေအနေနဲ့ ကိုယ့်ရဲ့ကောင်းမွန်တဲ့ရည်ရွယ်ချက်လေးတွေပြည့်စုံစေဖို့ဖေဒီနေရေရီယာရုံတဲ့လူရာလည်းအဲ့ဒါတွေလုပ်လို့ရတယ်လို့မျိုးအဋိဌာန်တွေကုသိုလ်တွေလုပ်ချင်တဲ့လူတွေကလည်းအဲ့ဒီအချိန်မှာအများကြီးအားထုတ်လို့ရပါတယ်ပွားများလို့ရပါတယ်အဲ့တော့ကိုယ့်အနေနဲ့အချိန်လုံးဝမအားဘူးဆိုရင်တော့မှအဲ့ဒီနက်ခတ်ကဂျုံနောက်ဂျုံပဲဖြစ်တဲ့အခါကျတော့ဒီလိုဂျုံတဲ့အချိန်ကာလလေးမှာကိုယ့်အနေနဲ့ဖရားကုံတော်တရားကုံတော်တန်ခါကုံတော်လေးတွေပွားများပြီးတော့အဋိဌာန်ကုသိုလ်လေးတွေကိုတေးတေးရှာလေးလုပ်မယ်ဆိုလို့ရှိရင် အဲ့ဒီနေ့အရိယကာလမှာလုတ်တဲ့ကုသိုလ်တွေကအလင်းမြန်အကျိုးပေးတတ်တယ်လို့မျိုးဒိဋ္ဌဓမ္မကိုအကျိုးပေးတယ်လို့လည်းချက်ချင်းလက်ငယ်အကျိုးပေးတယ်လို့လည်းကျွန်တော်တို့သိရတယ်ပေါ့နော်အဲ့တော့အဲ့ဒီနေ့မှာကုသိုလ်ထူးလေးလုတ်ဖို့ကျွန်တော်တိုက်တွန်းပါတယ်ဆရာတော်ဖျားကြီးတွေကလည်းဒီလိုကစုံလာပြင်းနေမှာမဖြစ်မနေလုတ်ကိုလုတ်သိမ့်တဲ့ကုသိုလ်ခုနှစ်မျိုးအကြောင်းပြောပြထားတာရှိတယ်ဒါလေးကိုလည်းကျွန်တော်အလင်းသိမ့်တယ်လို့ဆက်ပြီးတော့တင်ဆက်ပေးသွားမှာပါ နံပါတ်1အလူကုတော့တော့ရေတက်ပယ်ခြင်းအလူဖြစ်ပါတယ်ရေအလူလို့လည်းခေါ်တာပါနော်ဒါကတော့အထူးတလည်းမဟုတ်ပါဘူးအားလုံးသိပြီးသားပါဘုရားကျောင်းဆောင်တွေမှာကျွန်တော်တို့ကသွားပြီးတော့ရေတက်ပယ်တာလုပ်လို့ရတယ်ကိုယ့်အိမ်မှာရှိတဲ့ဘုရားဆင်းနုတော်တွေဘုရားရုပ်ပွားတော်တွေကိုပဲကျွန်တော်တို့ကရေတက်ပယ်တာတွေအမွေးနတ်တာတွေနဲ့စေကျော်တန့်စင်ပြီးတော့လူတန်းတာတွေပူဇော်တာတွေလုပ်လို့ရပါတယ်ခင်ဗျအဲ့လိုလုပ်မယ်ဆိုလို့ရှိရင်သူ့ရဲ့ဒိဋ္ဌာဓမ္မအကျိုးကဘာရှိတယ်ဆိုတော့အိမ်မှာရှိတဲ့အိမ်သူအိမ်သားတွေအတိုက်ခိုက်တွေကင်းရှင်းပြီးတော့ပကတိစိတ်ကောလူရောအေးချမ်းစေတဲ့အကျိုးကျေးဇူးရှိနိုင်ပါတယ်ခင်ဗျ ောက်ထပ်အလူတစ်ခုကတော့စုံးကတ်လူချင်းအလူဖြစ်ပါတယ်ကျွန်တော်ပြောခဲ့တဲ့နက္ခတ်စီးနေနေတဲ့အချိန်ကာလမှာကိုယ်အနေနဲ့စုံးနေကတ်လူမယ်မျက်စောဖျားကိုအမှုထားတယ်တန်ဃာတော်တွေကိုကျွန်တော်တို့စုံးကတ်လူမယ်ဆိုလို့ရှိရင်ဘလို့အကျိုးကျေးဇူးတွေရနိုင်လဲဆိုစုံးလူတဲ့အကျိုးအပြင်ကိုကိုယ်အနေနဲ့ကန်စားတာတွေတက်စီပါတယ်ခင်ဗျနောက်ထပ်အလူတစ်ခုကတော့ဘာဝနာတရားတွေကိုရုပ်ဖက်ပူဇော်တာတွေအားထုတ်တာတွေပြုလုပ်လို့ရပါတယ်အဲဒီလိုပြုလုပ်ပြီးတဲ့နောက်မှာကျွန်တော်တို့ကျွန်တော်တို့ပတ်ဝန်းမှာရှိရဲ့မြဲမမြဲတွေကျွန်တော်တို့ကိုယ်စောင့်တဲ့အမှုထားပြီးတော့ မြင်းမမြက်တွေဘဝတန်ရာဆက်ဆက်ကပုံကိုကျွန်တော်အမျက်ကုသူပေးဖို့ရပါတယ်အဲ့လိုလုံးမယ်ဆိုလို့ရှိရင်ဒီပုံကိုတွေရဲ့ချစ်မြတ်နိုးခြင်းကိုကျွန်တော်တို့အပြည့်အဝခံရတတ်ပါတယ်အထူးအဖြစ်ဂျိုမင်းနဲ့မင်းတွေကိုအထူးအမျက်ကုသူပေးဖို့ရပါတယ်နောက်ထပ်အလူတစ်ခုကတော့အနန္တနန္ဒဂိုင်းဝင်ဖြစ်တဲ့မိဘတွေကိုကျွန်တော်ကကြွေးမွေးပြုစုခြင်းဖြစ်ပါတယ်မိဘပမာကိုယ်ပေါ်မြေတားထားတဲ့ပုံကိုတွေကိုယ့်ရဲ့အုပ်ထင်းသူတွေကိုကြွေးမွေးပြုစုစောင့်ရှောက်ပေးတာမျိုးအဲ့ဒီအဲ့ဒီရမှာအထူးပြုလုပ်တင်ပါတယ်ကိုကလှူပေးတန်းပေးတာခြေတွေလက်တွေတန့်စင်ပေးတာစေချောပေးတာတို့ဒီမဟုတ်လို့ရှိရင်နှိမ့်နေပေးတာတို့ဒီမဟုတ် တက်နိုင်တဲ့များဌာနပြုတ်ဝေးတာမျိုးတွေလုပ်တင်ပါတယ်အဲ့လိုလုပ်မယ်ဆိုလို့ရှိရင်ကျွန်တော်ကမရေမတွက်နိုင်တဲ့ကုသိုလ်ထူးတွေလည်းရနိုင်တယ်လို့မျိုး ကို့အနေနဲ့ကန်စိုးကန်ညံ့နေလည်းပြပြောက်သွားစေပါတယ်နံပါတ်5ကုကုသိုလ်အနေနဲ့ကတော့ဇီဝိဒဌာနပြုတ်ဝေးခြင်းဖြစ်ပါတယ်အဲအသက်ခံရမယ့်တရဝါလေးတွေဥမာအသက်ခံရမယ့်ငါးလေးတွေကိုကယ်ပေးတာအဲတူဒီမို့လို့ရှိရင်လည်းငါးလေးတွေကိုလွတ်မြောက်အောင်လို့ကျွန်တော်ကချောင်းနေကန်နေမြစ်တွေထဲကိုလွတ်ပေးတာလောင်ရင်းနဲ့အငှက်ကလေးတွေကိုလွတ်ပေးလိုက်တာမျိုးတွေစသဖြင့်ဇီဝိဒဌာနအသက်ကုသိုလ်နဲ့ပတ်သက်တဲ့ကုသိုလ်တွေတွေလုပ်ပေးတင်ပါတယ်အဲလိုလုပ်ပေးမယ်ဆိုလို့ရှိရင်ကို့အနေနဲ့ ကျမ်းမာရေးမကောင်းတာတွေပပျောက်စေနိုင်တယ်လို့မျိုးကိုယ့်ရဲ့ဖုံးကံတွေနဲ့တက်စေပါတယ်ခင်ဗျာနောက်ထပ်အလူတစ်ခုကတော့ပန်းတကူပြစ်ချင်းအလူဖြစ်ပါတယ်ပန်းတကူပြစ်တယ်ဆိုတာကိုယ်ထားလိုက်တဲ့အလူငွေကြီးလေးတွေတို့ဒီမို့အစားအသောက်တွေကိုသူများမမြင်အောင်လို့လိုအပ်တလူရပါသေးဆိုစေနာတတ်တဲ့အလူကံပုတ်ကိုမရည်ရွယ်ပဲနဲ့လူလိုက်တဲ့ကုသိုလ်မျိုးပေါ့နော်အဲလိုမှမဟုတ်လို့ရှင်လဲကိုကအလူကံပုတ်ကိုရည်ရွယ်ပြီးတော့လူလို့ရတဲ့အလူတွေလည်းရှိပါတယ် ဘလိုပဲဖြစ်ဖြစ်အလူတစ်ခုခုဒိုလီမဟုတ်အဲ့လိုပန်းတကူအလူတစ်ခုခုကိုလှုပ်လိုက်မယ်ဆိုလို့ရှိရင်ကိုယ်အနေနဲ့ငွေကြေးကန်တွေအမြန်ဆုံးပွင့်လန်းလာပြီးတော့ဒိတာဓမအကျိုးကိုလည်းခံစားရမှာဖြစ်ပါတယ်မခနိကုတို့အနေနဲ့ကတော့ကျွန်တော်တို့ကမေတ္တာပို့ခြင်းအမျှဝေခြင်းတွေပြီးတော့ကျွန်တော်တို့မြတ်စွာဘုရားရှင်ကိုရောင်မြတ်ကြီးကိုပန်းရည်ချမ်းစီမီအမွေးနဲ့တာတွေကတ်လို့ခြင်းကုသိုလ်တွေလုပ်ကိုလုပ်ရပါတယ်ဗျာ အဲ့ကုသိုလ်တွေလုပ်ကြရမြင်မှာစီမီလူမယ်ဆိုလို့ရှိရင်ကျွန်တော်ဖုန်းတကူအချိန်ဝါးတက်တယ်ရေချမ်းလူမယ်ဆိုလို့ရှိရင်အသက်ရှည်တယ်ကျန်းမာတယ်စိတ်တော့ကကင်းတယ်အမွေးနှသာလူမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ကောင်းတဲ့ရင်တွေကောင်းတဲ့ခုံတွေမွေးပြန့်ပြီးတော့ပြန့်လွင်နေတယ်ပေါ့နော်ဆိုတော့စသဖြင့်ကုသိုလ်ကောင်းမှုတွေကတော့မရင်မတွက်နိုင်အောင်ရနိုင်တယ်ဆိုတာအားလုံးသိပြီးသားဖြစ်ပါတယ်အဲ့တော့အစဉ်ငယ်ကုသိုလ်ပဲဖြစ်ဖြစ်ကိုယ်နေတဲ့ဘာဝနဲ့တရားပွားများနိုင်တယ်ဆိုလည်းဘာဝနာကုသိုလ်ပဲဖြစ်ဖြစ်တို့ဒီမို့မေတ္တာပို့နိုင်တယ်ဆိုမေတ္တာကုသိုလ်လည်းဖြစ်ဘာဖြစ်ဖြစ်တစ်ခုခုလုပ်ပါလို့ကျွန်တော်တိုက်တွန်းရင်းနဲ့ ဒီတိဆက်မှုလေးကိုအဆုံးသတ်ပါရစေအားလုံးပဲကုသိုလ်တရားလေးနဲ့မွေးလွန်နိုင်တဲ့သူတော်ကောင်းတွေဖြစ်ကြပါစေလို့ကျွန်တော်ဆုတောင်းမေတ္တာပို့သပေးပါရစေကဆုံလာပြည့်နေ့မှာကုသိုလ်တွေလုပ်ဖြစ်အောင်လုပ်ပါ